လူချင်းမျိုးအတွက်ဒီဆိုင်ရွက်နဲ့ပတ်သက်ပြီးတော့အနေချင်းရှင်းပြပေးခြင်းနဲ့နော်ပါစပို့ရုံးဝရောက်လာတယ်မြန်မာမိသားစုတို့ဆိုတော့တို့ဒါအတွက်ပေါ့နော်အတက်16နှစ်18နှစ်အရွယ်ရှိတဲ့ဒါလေးတယောက်တွေပါစပို့လျှောက်ပေးတယ်လေပါစပို့လျှောက်ပေးတဲ့အချိန်မှာတို့ဒါလေးကတကွတက်စခန်းမှာမွေးတယ်တကွတက်စခန်းကများတော့အဖြစ်တို့ပေးထားတဲ့မွေးစည်ရင်းကအင်္ဂလိပ်လိုတခါတည်းမရေးတော့မြန်မာလိုတမမဟုတ်ထိုင်းဘာသာလိုပဲရေးထားတယ် ကလေးနဲ့မိဘပဲလိုမျိုးဆွေမျိုးတော်ဆမှုရှိလဲဆိုပြီးတော့တို့ကအတိအကျတိချင်လို့တို့ပြနိုင်တဲ့တက်တီအထောက်အထားတစ်ခုကမွေးစင်းရည်လေနော်။ဘာဖြစ်သွားလဲဆိုတော့တို့ကလေးအတွက် passport ရှောက်တဲ့အချိန်မှာမွေးစင်းရည်တော့တင်သွားတယ်။ဒါပေမဲ့တို့တင်လိုက်တဲ့မွေးစင်းရည်ကထိုင်းလိုပဲဖြစ်နေတယ်။ထိုင်းလိုပဲဖြစ်နေတော့အရှိက passport ရုံကတို့လက်မခံဘူးပေါ့။ passport ရုံကတို့ဒီစာပဲပြပို့လာလိုက်တယ်။ဒီစာရဲ့အတိတ်ပဲကိုကျွန်တော်ရှင်းပြပေးမယ်နော်။ ်လူချင်းမီတို့ပို့လာတဲ့မွေးစည်ရင်ကကျွန်တော်လက်မခံနိုင်ဘူးအခုပို့လာတဲ့မွေးစည်ရင်ကိုအင်္ဂလိပ်လိုဘာသာပြန်ထားပြီးဘာသာပြန်ပေးတဲ့လူတယောက်ရဲ့နာမည်လိပ်စာအဖွဲ့အစည်းပပရေးထားပေးပါဘာသာပြန်လုပ်ပြီးတော့ပြီဆိုရင်အောက်ဘက်မှာစကပြန်ကိုနိုင်ကဆိုင်းထိုးပေးရမယ်ဆိုပြီးတော့ဒီစာရွက်နဲ့မိသားစုတွေစီပြန်ပို့လာပါတော့ဒါလည်းအတူတူပဲဒါဒုတိယမိသားစုဒီဒုတိယမိသားစုကဂျော်ဂျီယာပြည်နယ်မှာနေတယ် ဒီမိသားစုလည်းကလေးအတွက် passport ဒါတော့ကလေးငယ်အတွက်နော် passport ရှောက်ပေးတဲ့အချိန်မှာမွေးစည်ရင်းကိုဂျိုတင်ဘာသာပြန်ထားတာတွေမရှိဘူးမြန်မာဘာသာလိုပဲရေးထားတဲ့မွေးစည်ရင်းကို passport ရုံးချီတင်လိုက်တယ် ထမမိသားစုနဲ့ခက်ဆင်ဆင်ပဲသူတို့လည်းဒီလိုမျိုးဆက်ရွက်ပဲရတာပေါ့ဒီဆက်ရွက်ကပါပြောရလဲဆိုတော့ဟုတ်ကဲ့လူချင်းမင်းတို့ပို့လာတဲ့မွေးစည်ရင်းကိုကျွန်တော်တို့လက်မခံနိုင်ဘူးဒီမွေးစည်ရင်းကိုအင်္ဂလိပ်လိုပါတာပြန်ပေးပြီးတော့စကပြန်ရဲ့နာမည်လိပ်စာအဖွဲ့အစည်းပြီးတော့ဆိုင်းထိုးတွေပါတွေပါအားမယ်စသဖြင့်မိသားစုတွေစီကိုဒီဆိုင်းရဲ့နာမည်ပြန်ပို့လာတာပေါ့ဒီဗီဒီယိုကလူချင်းမင်းတို့ပါ တိကပြောချင်လဲဆိုတော့ကလေးအတွက် ပါစပို့လျှောက်ပေးတာပဲဖြစ်ဖြစ်နိုင်ငံသားလျှောက်ပေးတာပဲဖြစ်ဖြစ်ကျောင်းစီရင်တွင်းပေးတာပဲဖြစ်ဖြစ်တက်တီအထောက်ထားတစ်ခုခုထဲမှာဆိုရင်များတော့အဖြစ်မွေးစီရင်ကမရှိမဖြစ်လိုအပ်တယ်အဓိကတော့မွေးစီရင်တွေကိုဘာသာပြန်ထမ်းကြတနေ့နေ့တစ်ချိန်ချအတုံးဝင်မယ်ဆိုတာကိုပဲအဓိကပြောချင်တာပါကျွန်တော်တို့ shout out channel ဖွဲ့စီရအမြဲတမ်းဘာသာပြန်ပေးနေကြပဲမြင်မြန်ဆန်ဆန်ဘာသာပြန်ပေးဖို့လိုတယ်ဆိုလို့ရှိရင်24နိုင်နဲ့ကျွန်တော်တို့အပြီးလုပ်ပေးလို့ရတာပေါ့နော်ကျွန်တော်ကိုယ်တိုင်မြန်မာလိုထိုင်းလိုရေးတက်တာတော့မဟုတ်ဘူးတိုင်မဲ့တွေ့ကြုံရှိတဲ့စကားပြန်တွေရှိတယ်ကျွန်တော်တို့အဖွဲ့စီကိုအားကိုးချင်တဲ့ဘာသာပြန် ြထားခိုင်းစေခြင်းနဲ့ solution တော့ဒီဖုန်းနံပါတ်ထဲမှာစာရေးလာကျွန်တော်တို့အဖွဲ့အစည်းနဲ့ဆက်တွယ်ခြင်းနဲ့ဆိုရင်အကောင့်ဆုံးကဒီဖုန်းနံပါတ်ထဲမှာစာရေးလာပါဘာအကြောင်းနဲ့ပတ်သက်ပြီးတော့မေးချင်တာလဲဆက်တွယ်ချင်တာလဲမေးမြချင်တာလဲဆိုပြီးတော့ဒီဖုန်းနံပါတ်ထဲမှာ message ရေးလိုက်ရင်တော့အကောင့်ဆုံးပေါ့နော်အချိန်ရတာနဲ့ကျွန်တော်တို့ကတော့အများဆုံးဖုန်းပြခွန်မယ်